ကွယ်လွန်သွားပြီးနောက်ဆုံးအချိန်ထိတောင်မိသားစုတွေစီကဥပိ္ပခာတရားနဲ့သာနှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့ရွှေကုန်းတိုင်းဂုံအစင်းရင်းတိုင်းမှုမှာကွယ်လွန်သွားခဲ့သူမက်လင်းပြည့်အိမ် င်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်မြို့ဆွဲတော်စီတီအိမ်ယာမှာနေထိုင်သူအသက်23နှစ်အရွယ်မလင်းပြည့်အိမ်ဆိုသူဟာပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်ကကလောမျိုးကနေအပန်းဖြေခရီးသွားပြီးအပြန်မိသားစုပြဿနာတချို့ကြောင့်ကိုကိုကိုအဆုံးစီရင်ဖို့ကားလမ်းမပေါ်လှဲအိတ်ခဲ့ရာကနေကားတိုက်ခံရပြီးကွဲလွန်သွားခဲ့ရတာပဲဖြစ်ပါတယ် ရင်တိုင်းမှုဖြစ်ရာနေရာတို့လူမှုကွန်ရီရဲ့အသင်းတွေကရောက်ရှိလာပြီးမလင်းပြည့်အိမ်ရဲ့အချက်အလက်တွေနဲ့မိသားစုဝင်တွေကိုစောင့်မျှော်ခဲ့ပေမဲ့အချိန်တော်ကြာတဲ့အထိမိသားစုတွေစီကအဆက်အသွယ်မရခဲ့ဘူးလို့လူမှုကွန်ရီရဲ့အသင်းမှာပါဝင်ဆောင်ရွက်နေသူတအူးရဲ့ပြောပြချက်အရသိရှိရပါတယ်။ အခင်းဖြစ်တဲ့နေ့ကမလင်းပြည့်အင်ရဲ့ရွယ်လောင်းကိုပိုင်ရှင်မဲရွယ်လောင်းအနေနဲ့လူမှုကွန်ရက်ရဲ့အတင်းတာဝန်ရှိသူတွေကဆေးရုံတို့ပို့ဆောင်ခဲ့ပြီးတဲ့နောက်မလင်းပြည့်အင်နဲ့ပတ်သက်သူမိသားစုဝင်တချို့ရောက်ရှိလာခဲ့ပြီးဆေးရုံမှလည်းတရားနာခဲ့ကဖြစ်တယ်လို့တချို့သွားခဲ့တာဖြစ်တယ်လို့ရင်တိုင်းမှုဖြစ်စဉ်ကအစားနောက်ဆုံးအချိန်ထိသိရှိနေသူပရိုက်တာအဖွဲ့ဝင်တဦးကပြောပြထားတာလည်းဖြစ်ပါတယ်အဆိုပါပရိုက်တာအဖွဲ့ဝင်တယောက်ပြောပြချက်အရာ ညီမလေးရဲ့စိတ်ထဲမကောင်းဘူးညီမလေးချင်နေကြီးနဲ့အဲ့လိုတချို့မယ်လို့မထင်ထားဘူးအစကတည်းကအမားတို့အတင်ဆေးရုံသွားဖို့ကတည်းကပိုင်ရှင်မဲနဲ့လှုပ်ခဲရင်တော့အဲ့ဒီထက်သာနာအောင်မေညီမလေးရဲ့နောက်ဆုံးခရီးကမှလာလိုက်တာနော်ဖြစ်စေချင်တာကနောက်ဆုံးခီးလေးကိုခန်းခန်းနာနာလေးနဲ့ညီမလေးအတွက်ဆူတောင်းပေးစေချင်တာပါ။ကောင်းရမွန်ရာကိုရောက်ရှိပါစေ။နောက်ဘဝမှာဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့လို့ပြောပြထားတာလည်းဖြစ်ပါတယ်။ ။ဒါအပြင်မလင်းပြည့်အင်ရဲ့တငယ်ချင်းတယောက်ကလည်းသူ့ရဲ့မိဘတွေကသူတို့ငယ်ကလေးကကွဲပြီးတော့တနည်းအားစီမှာရောက်နေတာ။ကလေးမလေးကသူ့ဘဝသူကြောင်းပြီးတော့ကြောင်းတက်ခဲ့ရတာပါ။မြစ်တာတရားတွေဘာမှမရခဲ့ဘူး။သူ့ဆန္ဒလေးကမိသားစုတွေအတူပေါင်းဖက်စေခြင်းနဲ့ဆန္ဒတွေပါ။ဒါပေမဲ့သူတည်တဲ့အထိမပြည့်သွားရှာဘူး။အရန်ကိုခက်ခဲကြံတန်းပြီးအရန်ကိုရိုးသားခဲ့ပါတယ်။ညီမတို့မျက်စိအောက်မှာရင်ကြီးလာတဲ့ကောင်မလေးပါ မိသားစုစိတ်တမ်းမရှိကြဘူး။သူ့အမသာအဝေးမှာရောက်မနေရင်တော့ဒီလောက်ဆူဆူဝါးဝါးတကြိုခံရမှာမဟုတ်ဘူး။ကို့သမီးလေးတစ်ယောက်လုံးဆုံးသွားတာတော့မိသားစုစီကဘာဝမ်းနဲ့မှတ်တမ်းမှမတွေ့ရတာအံ့ဩလို့မဆုံးဘူး။ကို့သားသမီးလေးအပေါ်မှာဘလို့နှလုံးသားမျိုးတွေနဲ့မိဘလုံနေကြတာလဲ။အတော်ကိုရက်ဆက်တဲ့မိသားစုပဲ။ကွယ်လွန်သွားတဲ့ညီမလေးကောင်းရမွန်ရာပုံပွားကိုရောက်ရှိပါစေဟုဆိုကပြောပြထားတာလေးဖြစ်ပါတယ်။ ပလင်းပြိအိမ်ဟာငယ်စဉ်ကလေးဘဝကလေးကမိဘနှစ်ပါးကွဲကွာနေခဲ့တာကြောင့်ကိုဘဝကိုကြောင်းခဲ့ရသူဖြစ်ပြီးအခုလက်ရှိကွဲလွန်ချိန်ရထီလဲရန်ကုန်မြို့ဆွဲတော်စီတီအိမ်ယာမှာတယောက်တည်းနေတိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်။ပလင်းပြိအိမ်ဟာမိသားစုပြဿနာကြုံလာတိုင်းအခုလိုလှုပ်ဖို့အတွက်မကြာခဏစိတ်ကူးမိသူတယောက်ဖြစ်ပြီးဒီတစ်ချိန်မှာတော့အမှန်တကယ်ကိုလှုပ်ချသွားပြီးတော့သူ့ဘဝကြီးကိုဆုံးသက်သွားစေခဲ့တာပဲဖြစ်ပါတယ်။